chapter 6 affairs and characteristics တော့ဆောင်းလာဖို့တိုင်ကြစပန်ကအရင်လို့ကြာလို့ speed of sound ရဲ့ပုံစံတွေတွေ့တယ် speed of sound speed of sound မှာ formula လေးတွေကဘာတွေရှိတယ်ဆိုရင် for solid address solid address လို့ရှိရင် velocity ya bu yi kwe tu square root of y by 2 now to for liquid twa liquid twa speed ga bu yi kwe tu square root of y by now to for gas twa dam dam ma mu lo shi ye air twa velocity က b equal to square root of gamma b ပါအခုပုံရတာတကယ်တကယ်ကျွန်တော်ထပ်မှာက v2 by v1 equal to square root of d2 by d1 ဆိုတဲ့ formula လေးတစ်ခုထပ်။ဒါအဲ့တော့ဒီမှာ speed of sound မှာရှိတဲ့ formula လေးတွေ for solid တော့ဆိုလို့ရှိရင် v square တူ square root of y ပါတို့အဲ့မှာဆရာတော့ v ရော velocity speed fast meter ပါ second တီးပြီးသားမကြီးတော့ y y လေးတော့ဆရာတို့ကြည့်ရ y ဆိုတာကဘာလဲဆိုလို့ရှိရင် yang modulus yang modulus သူရဲ့ယူနီကဆရာတို့ကနယူတန်ပါလီတာကွယ်နောက် for liquid liquid တဲ့ formula ကဘူကြီးကွဲတူ square root ရော b by ဘူအဲ့မှာဆရာတို့ b ဆိုတာလည်းတည်ပြီးသား rho ဆိုတာလည်းတည်ပြီးသား rho က density kilogram per meter ကြီးမရေတော့ဘူးနော်ဆရာတို့လိုအပ်မှာဗာလိပဲလိုအပ်မယ်ဆိုပြီးရင် b b က the back modulus တပတ်တွေ့ရင်ကလည်းပဲမီယူတန်းပါမီတာဝဲမီယူတန်းပါတော့ဟာလို့ for a a တော့ဆရာတို့ formula တွေက v = square root တော့ gamma p ပါလို့ဒီ gamma ကကြတော့ a ရဲ့ gamma ပါ v ကကြတော့ ဒါမဲ့ speed တွေ row ကကြတော့ density တွေ p ကကြတော့ pressure เนาะ pressure basket ဟာတဲ့ formula တစ်ခုက v2 by v1 equal to square root of t2 by t1 ညကဲအဲ့ဒါမျိုးကျတော့ speed ရောဆောင်းမှရှိတဲ့ formula လေးကိုပြန်ပြော for solid solid တော့ဆိုလို့ရှိရင် v equal to square root of y by liquid တော့ဆိုလို့ရှိရင် speed က v equal to square root of b ဒီပါ for a ဒါမှမဟုတ်ရင် gap အတွက်ဆိုရင် speaker ဘူးကွဲတယ် square root of gamma p ပါနောက်က v2 v1 equal to square root of d d2 by d1 v ရ velocity meter per second y ရကြတော့ yans modulus newton per meter square root ကကြတော့ density kilogram per meter နောက်ခုဆရာတို့ b ရကြတော့ the back module လူတန်းပါ meter square နောက်ခု gamma ဆိုတာအဲအတွက်ပါဖြစ်လာစေသုံးပါเนาะ gamma လေးကိုမကြီးတော့ဘူးနောက်ခု p ရကြတော့ဘာဖြစ်လဲ pass pressure pascal p ရတန်ဖိုးက1.01333 1.01333 1.01 in တန်းပါပါ5 pascal ဒါဆိုရင်သူနဲ့ဆိုင်တဲ့ပုံစံလေးကိုကြည့်ကြလို့ တွက်လိုက်စကွမ်ဝါလေးတို့ရေဆောက်ပေါ်ပြီးတော့တစ်ခေါက်ပြန်လုပ်မယ်စပီရဆောင်းရဲ့ပေါ်ပြီးတာတွေက for solid အတွက်ဆိုလို့ရှိရင် we were to square root of y by root for liquid အတွက်ဆိုလို့ရှိရင် we were to square root of b by root for a or gas အတွက်ဆိုလို့ရှိရင် we were to square root of gamma p by root နောက်က v2 by v1 equal to square root of t2 by t1 we are velocity speed first meter per second ဒီကတော့ velocity speed first meter per second ဒီကကြတော့ density kilogram per meter cube သူကနောက်တစ်ခုကကြာလို့ပါ y y y ဆိုတာက yang modulus newton per meter square နောက်က b b ဆိုတာက the back modulus ယူတန်ပါမီတာစကွဲနောက်တစ်ခုကဘာရှိုံးလဲဆိုလို့ရှိရင် p p ဆိုတာက pressure pascal သူရဲ့တန်ဖိုးက1.0180တန်ပါဝါ5 pascal ဒါသိဒီပုံစံလေးပြောလို့ရတယ်နော် example 6.1က why the speed of sound speed of sound ဆိုရင် video ဘာလို့ပြရလဲဆိုရှာပြရ number 1က is stereo အတွက် speed of sound view ရှာပြရမယ် number 2က ဝတ္တဝတ္တအတွက် speed of sound ဝီဝရှာပြရအဲ့တော့ yan modulus of speed is 20 dB မှာ10 dB ပါ dB ဆိုဒီကောင်က speed အတွက် yan modulus ဒီကောင်ကမပြည့်နေဆိုရင်ပြီးထားတယ် and density of steel speed အတွက် density ကို is 7.8 into 10 power 3 kg meter cube ဆိုပြီးတော့ဒါက number 1အတွက် ံပါတ်1လေးကိုရေးထွက်လိုက်နော်နံပါတ်1ကဘာပြည့်လဲဆိုရင် Jan Modular of Steel က28 to 1000 meter per meter ပါပြီလားဆိုဒီမှာဆရာတို့စာလေးရေးပြီးတော့တင်ရသားတစ်ခုရဲ့ကောင်လေးကိုစာလေးရေးပြီးတော့ကြွလိုက်နော်ဆရာတို့မှတ်လဲမှတ်ပြီးတော့အဲ့တော့ Jan Modular of Steel Steel ရဲ့ Jan Modular နံပါတ်1ကိုတွက်တော့မယ် Jan Modular of တီးရဲ့လောကျူးကဆိုတော့ဘောင်းပါဝိုင်းဝိုင်းတန်ဘူးကတန်လီးတူတန်ပါဝါတန်တန်ဒီတန်ပါမီဒါစွဲနောက်တစ်ခု dusty or sti is dusty or sti dusty dusty or sti is seven boy h ပြင်သူ dusty or sti ဆိုဒီကောင်းပါဘူး row row ရဲ့တန်ကို row ကြီးခွဲသူ seven one h in dan power dan 2 kg ပါဒါ2ဒါ2 number 1ကအဲ့ကောင်ရဲ့ speed တော့ဆရာတို့ဘာအောင်ရှာပေးရမလဲဆိုရင် speed of sound ရှာပေးရ speed of sound speed of sound အဲဘယ်မှာရှိရကောင်လဲဆိုရင် steel တော့မှာရှိရပါ ပြီးတော့ဆောင်းဆိုဆရာတို့ဘာလို့ရှာပြရမလဲဆိုရင် B ကိုရှာပြရမယ်။ Steel ဆိုဆရာတို့ဘာဖြစ်မလဲ Solid Solid ဆိုတော့သူ့ရဲ့ formula ကဘာလို့သုံးလဲဆိုလို့ရှိရင် V equal to square root of y by rho ဘူးသုံးနော်အဲ့တော့ square root of y နဲ့ဘာ y ကိုတွဲလိုက်မယ်20တန်းပါဝါတန်း20ရေဒီတန်းပါဝါတန်း7.8ရေဒီတန်းပါဝါတန်း2တန်း2 ့ကိုဆရာတို့ဘာလို့တော်မလဲဆိုရင် square root ကြည့်တော့ square root ကြည့်ရတာကအရေးကြီးတယ်30ထညိုးနေရအရေးကြီးတယ်30ထညိုးနေကစုံနေပြစ်မှာတာလေ square root ကြည့်လို့ဆိုစုံပြစ်သွားတော့ကြာတယ်တော့ရွှေ့လိုက်အပေါ်အကြီးကြတော့ဆရာတို့တွေ့ရလာတယ်ညာဘက်ကိုတုံးဖြစ်တော့ဘာဖြစ်တော့လဲ200ဟုတ်တော့200အင်ဘယ်ပေါင်းညာနှုတ်ဆိုတော့ဘာဖြစ်တော့လဲတန်းပါလား အောက်က7.8တန်းကျူအဲ့တော့မှဆရာတို့အပေါ်တက်လိုက်လို့ချင်းဓာတ်ပါဝါ6ဆိုပြီးဆုံးကြဟာအဲ့ကောင်လေးဆရာတို့ကတ်ကူလက်တာဆုံးလိုက်ဟာပြေးရေနှိမ့်လိုက်မယ်ထဲထဲမှာအပိုင်းကင်းလေးကိုနှိမ့်မယ်အပေါ်မှာက200ကိုနှိမ့်ပြီးတော့အောက်ကိုဆင်းလိုက်တယ်အောက်မှာက7.8 7.8ကိုနှိမ့်လိုက်မယ်ဆိုလို့ရှိရင်5.06ကျတယ် 5.06ဒီကအပေါ်တက်လိုက်လို့ရှိရင်ဘာကြံလဲဆိုရင်တန်းပါဝါ6 group အပြင်ထွက်တာထွက်လိုက်လို့ရှိရင်တန်းပါဝါ3မီတာပါဆက်ရဲ့ unit ကမီတာပါရအောင်နော်ရပါဟုတ်ပြီဒီတော့ကျွန်တော်ဘာအောင်ရှာပြရမယ်ဆိုလို့ရှိရင်ဝက်တာရဲ့စီးရောက်ဆောင်ဝက်တာရဲ့ Water တော့ကဘာပြီးတာဆိုလို့ရှိရင် the back of modular core water the back of modular core water modular core water modular core water what da? B not equal B to equal to zero point two two into ten power ten into ten power meter square. And this is density of what da? Density of what da? How many meters is this? Ten two. Two. Two equal to ten two kilogram per meter cube. Now the speed of sound is better. Let's see what da. What da?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  What ခွဲ့တူဟောရှိမှာအဲ့တော့ water ဆိုတော့ရေရေဆိုတော့ for liquid အတွက် formula က v ခွဲ့တူ square root of v by v by အဲ့တော့ square root of v ရဲ့တန်ဖိုးကဘာလဲဆိုရင်0.22 into 10 power 10အောက်ကကြတော့ဘာဖြစ်လဲဆိုရင်10 cube အဲ့တော့ဒီမှာလည်းဆရာတို့ဘာဖြစ်နေလဲဆိုလို့ရှိရင်ဒီကောင်အပေါ်တက်လိုက်လို့ရှိရင်တန်းပါပါ save ပြီးဆိုတာ square root မှာမာကြီးဖြစ်နေတဲ့အတွက်ကြောင့်စုံဖြစ်အောင်လုပ်လိုက်။ဒါဒီကောင်တသမတစ်လုံးဒီဘက်ကိုရွှေ့လိုက်မယ်။ဘာဖြစ်သွားမလဲဆိုလို့ရှိရင် square root ရော2.28တန်းပါပါဘလောက်ဖြစ်သွား။တန်းပါပါ9 9ဖြစ်သွား။ဒီသူဒီလေးအပေါ်တက်လိုက်လို့ရှိရင်တန်းပါပါ6အဲ့တော့မှာ2.2ကိုဆရာတို့ဘာလုပ်လိုက်လို့ဆိုရင် square root ကြည့်လိုက်။2.2

at stb stb မှာရှိတဲ့ air ရဲ့ velocity ကိုမလုပ်ပြရမယ်ဆိုရင်ရှာပြရတယ်။ bad density of air at stb အဲ့ဒီ stb မှာရှိတဲ့ air density is 1.29 kg per meter ကျုပ်ဆိုပြီးဆိုတော့ဘာဖြစ်လဲဆိုရင်ပေးထားတယ်။နောက်တစ်ခု assume air to be diatomic with gamma 1.4 air ရဲ့ gamma ကို1.4ဆိုပြီးဆိုတော့ဘာဖြစ်လဲဆိုရင်ပေးထားတယ်။ကဲအဲ့တော့အဲ့ဒါသဘာဝအရင်ပြောလိုက်တယ်ကျွန်တော် ပေးတာလေးတွေလက်အဲကိုတွေ့နိုင်မှုအတွက်ဆရာတို့အဲအတွက် velocity ရဲ့ formula ကဘူကြီးကွက်တူ square root တော့ gamma p by 2အဲ့တော့ဆရာတို့ပါလို့လဲသူလို့ရှိရင် p လို့เนาะ p လို့အဲ့တော့ဘယ်မှာရှိတဲ့ p လဲဆိုရင် at stb မှာရှိတယ် stb အတွက်တက်မှာเนาะပထမတစ်ပိုင်း stb မှာရှိတဲ့ p က 1.0.1.5.5 STP မှာရှိတဲ့ temperature ပါဆရာတို့ဒီခါလေးရေးထား at STP ဆို standard temperature and pressure temperature မှာရေးထားတယ် temperature က230 230 ဘယ်တန်စီရောအဲ STB မှာရှိတဲ့ density ကသူ့ဘာသူပေးတာရူကြီးကွဲတူဘာဖြစ်လဲ1.29 kg per kg ဟာဟုတ်အရှင်းတဲ့ A2B diatomic with gamma gamma တမှုဘာဖြစ်လဲဒီတာ gamma ကြီးကွဲပြီး gamma ကွဲဟောပြီးတော့ပြောဆရာတို့ရှာပေးရမှာက velocity ရောစောင်းရဲ့ A ဆိုတော့ဘာကိုရှာပေးရမှာလဲဆိုတာလေ V ကိုရှာပေးရမယ် A အတွက် formula ကိုရောက်ဝီးတွဲလို့ square root of gamma p ပါ equal to gamma ကဘယ်လောက်လဲဆိုရင်1.4 into 1.01 into 10 power 5တို့ကြတော့1.29 1.29ကဲတော့ square root ကြည့်မယ်10တန်ညူးကိုစုံကိန်းဖြစ်အောင်လို့ဆရာဒီသက်သမားလေးဒီဘက်ကိုရွှေ့လိုက်နော် ီးတော့မှဆက်လို့ကယ်ကူလေတာသုံးမယ်အဲ့တော့ဒီတိုင်းပဲထားလိုက်အောင်ပဲ1.48 10ဒသမ၄ဘယ်ကောင်းညာဘက်ကိုအနှုတ်တစ်လုံးရှိလိုက်တော့တန်းပါဝါ4အောက်က1.39အဲ့တော့ပါဆက်လို့ကယ်ကူလေတာသုံးမယ် square root တွေကိုရေနေမယ်ပြီးလို့ရှိရင်အပိုင်းတွေအပေါ်မှာ1.4 弯拐左，一路，单拐弯，单拐弯。好搞弯拐，弯拐，他说买那么贵，懂得的话，懂得就行了，懂得的话，懂得就别玩的东西，呀，啊，懂得的话，懂得重要的，懂得的话，懂得就可以了，懂得的话。 သုံးတသမာ3တအဒီဒီကောင်အပြင်ထွက်တာတော့ tan square ရဲ့ unit ကဒါပါ second ဟုတ်နော်ကဲလာသူနောက်တစ်ပိုင်းဆက်ဖတ်လိုက်အော်ဆိုဒါပြီးတော့လည်းပဲ calculate the velocity of sound ရဲ့ ဒီရဲ့ velocity ကိုပဲမလို့ပြရလို့ဆိုရင် air ရဲ့ velocity ကိုပဲထပ်ပြီးတော့တွက်ပြရဘယ်အတွက်မှာလဲဆိုရင် at 27 dB မှာရှိတဲ့ air အတွက် velocity ကိုပဲမလို့ပြရထပ်တော့ပြရကဲတော့ပထမတစ်ခုက STB မှာရှိတဲ့ air အတွက် velocity နောက်တစ်ခုက at ဘယ်မှာရှိတာလဲ27 27 dB celsius မှာရှိတဲ့ဘူယိုမလို့ပြရလို့ဆိုရင်ထပ်ပြီးတွက်အဲ့တော့27 degree celsius ကိုကျားတို့ ပထမတီရှိပြီးသားဆိုတော့ဒီကောက်တီ1လို့ထားလိုက်မယ်ဒီကောက်ကို2ထားလိုက်27 dB စက်စီရဲ့ကို2 cm 3ပေါင်းလိုက်တော့300 Kelvin အဲ့ဒီဒီဂရီမှာရှိတဲ့ဆရာတို့ velocity of sound ရဲ့ air ဆို VO ပဲထက်ရှားပြရမယ်ဆို V2 ကိုထားလိုက်အဲ့ဒါဒီကောက်ဆရာတို့က V1 ကိုထား V2 ကိုဘာလို့ပြင်လဲဆိုရင်ဒါနော်ဘယ်ဖော်မြူလာနဲ့ရှာလို့ဆိုရင်ဆရာပေးထားတဲ့ဖော်မြူလာက we do by we one equal square root of t2 by t1 t1 အဲ့တော့ we do လို့ကျွန်တော် we do equal to square root of t2 က300 t1 က273 into into we one ဟုတ်လားအဲ့တော့မှကြာလို့ square root of အပေါ်က300 by 273 into 1က square အဲ့တော့ဒီ square အပြင်ဘက်မှာရှိတဲ့အတွက်ကြောင့်ဘာမှလုပ်ကြရဘူးเนาะလာဦးကတူလည်းကတော့ငါ့ရဲ့ square root ရော square root ကိုနှိပ်မယ်အပိုင်းကိန်းနှိပ်မယ်အပေါ်က3ခန့်ကျွတ်3ခန့်အောက်ကိုဆင်းလိုက်တယ်အောက်က73 73အဲ့ကော ရားလေးနှစ်ချက်လိုက်ရတယ်။ဘာလဲကြောင့်လဲဆို3 point 1 3 point 3 1လည်းဘာလို့လဲဆိုရင်ဟုတ်အဲ့ဆိုရင်3သက်သက်မှာ4 6ဟုတ်ဆို3သက်သက်မှာ4ခုဆိုပြီးတက်3သက်သက်မှာ4ခုဆိုပြီးတော့3သက်သက်မှာ equal to 3.47 into 10 square meter per second. meter per. ကျောင်း3က the speed of sound in particular လေကို is 1.6 into 10 cube meter per second. လေကိုက speed of sound ပြီးတာလေ1.6 into 10 power 3 meter per second ပြီးတာလေ။ကဲအဲ့အဲ့ပြီးတာလေးကိုရေးလိုက်ဟာ1.6 into 10 power 3မီတာပါစက္ကန့်က speed of sound ရေ liquid liquid မှာရှိရ speed of sound speed of sound ဆိုတော့ v equal to 1.6 into 10 meter per second if the back modulus of liquid back modulus of liquid is 0.15 into တန်းပါဝါတန်းဒီတန်းပါဒီတာဝေဒီတော့ပါလဲဆိုလို့ရှိရင် the back or module နော် the back or module or liquid ဗတ် the back or module ပြရလေးကိုရေးလိုက်မှာပေါ့ module of liquid တော့ပါလဲဆိုလို့ရှိရင် d equal to 0.158 to dash ပါဝါတန်နျူတန်ပါမီတာစကွဲဆရာရှာပြရမှာကဟိုအစ်တဲ့ density of the liquid လို့ပြောလို့ပြရမှာဆိုရင်ရှာပြရမှာအဲ့တော့ density of the liquid of the liquid ဟောရှာပြရမှာသူတို့ရှင်ရိုးရှာပြရမှာအဲ့တော့ liquid ရဲ့ speed formula speed of sound formula က v equal square root of ဘီးပါရိုးဆက်လို့ရိုးရှာပြရမယ်ဆိုဒီ square root ကြောက်သွားဒီဘက်ကိုနှစ်ထပ်တင်ဒီဘက်ကိုနှစ်ထပ်တင်လိုက်လို့ရှိရင် b square equal to b by ဘီးပါရိုးရိုးလို့ကျွန်တော်ရိုးဒီဘက်ကိုလာမယ် v square တွေကပြန်ပြီးတော့ပါလောက်လိုက်လို့ဆိုရင်စားလိုက်ရိုး equal to b by v square အဲ့တော့မှဆက်လို့အစားတွဲလိုက်မယ် b နေရာမှာ 0.15 in 10 10 10ဆရာတို့ V နေရာမှာ1.6 into 10 cube 1.6 into 10 cube the whole square အဲ့ကောင်လေးကိုကတ်ကူလက်တာတုံးလိုက်နော်အဲ့တော့အပိုင်းကလေးကိုရင်းနှိမ့်လိုက်မယ်အပေါ်က0.15 0.15အောက်ကိုဆီလိုက်မယ်အောက်က1.6နှစ်ထပ်ဆို1.6နှစ်ခါ1.6 sit into 1.6 0.0585 0.059ဆိုပြီးတက်0.059လောက်ဆိုပြီးတက်0.059 into but damn power 6အပေါ်ထွက်လိုက်တော့ဘာဖြစ်မလဲဆို damn power 4 damn power 4 စတန်ဒတ်ဖောင်ပုံစံတောင်းလိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲတစ်လုံး5.9 5.9 into 10 power 10 square ဘူးဆိုတော့ kilogram per kilogram per meter cube ကျမနော်ရပါတယ်ညနောက်တစ်ပိုင်းသွားမယ်